ားလုံးပဲမင်္ဂလာပါအားလုံးကို devotion နဲ့စစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ဖျားကိုချစ်ပြီးနှုတ်ကပတော်ကိုဆာငတ်တဲ့ယုံကြည်သူညီကောင်မောင်နှမများအားလုံးကိုအထူးပဲဖိတ်ခေါ်တာဖြစ်တဲ့ယခုနှုတ်ကပတော်အားဖြင့်ဖျားသခင်အထူးပဲတင်ကိုစကားပြောမယ်လို့ယုံကြည်ပါရစေ။ဆိုတော့ယနေ့ဒီနေ့မှာကျွန်တော်ဝင်ခါခြင်းအရာကတော့ယူသေးကွန်ပျူတာချင်းဖြစ်ပါတယ်။ဆိုတော့ယနေ့ကျွန်တော်တို့ရဲ့နော်ယုံကြည်သူတွေအတ္တတာထဲမှာ အချင်းချင်း တယောက်နဲ့တယောက်ယူသေးကွန်ပျူတာကွန်ပျူတာချင်းကအရန်ပဲအရေးကြီးတာဖြစ်တယ်ဒါဟာဝိညာဉ်ရေးရာဖြစ်တယ်ဆိုတော့ကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ဆိုတော့အရင်ဆုံးကျွန်တော်တမန်အာတုတ်တန်အခန်းကြီး23အငယ်22ကိုဖော်ပြချင်ပါတယ်တင့်ကိုဖြစ်ပွားစေသောအဘဤစကားကို နားထောင်လော အသက်ကြီးသောအမိကိုမထီမဲ့မြင်မပြုနှင်ဆိုတော့တင့်ကိုဖြစ်ပွားစေတဲ့အဘရဲ့စကားကိုနားထောင်ပါဆိုတော့ယနေ့ကျွန်တော်ဒီညမှာအာ ရှုထောင့်နှစ်ခုအနေနဲ့မြင်လို့ရတာဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ဝิญဉ်မိဘတွေဖြစ်နိုင်တယ်လို့တနည်းအားဖြင့်ကျွန်တော်တို့ရဲ့နော်အာမွေးမိဘတွေလည်းဖြစ်နိုင်တာ ဖြစ်ပါတယ်။ဆိုတော့သူတို့တွေရဲ့စကားကို နားထောင်ပါ။ပြီးတော့မှမှဖြစ်လဲအသက်ကြီးသောအမိကို မထီမဲ့မင်မပြုတ်နဲ့။ဆိုတော့ယနေ့ကျွန်တော်တို့ရဲ့ဝิญဉ်ရေးရာမှာနော်ကျွန်တော်တို့အာယုံကြည်သူဖရာသားသမီးတယောက်အနေနဲ့ကျွန်တော်တို့ဟာနော်ဖရာသခင်ရဲ့သားသမီးတယောက်ဖြစ်လာပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာအာ ဘယ်လိုပြောမလဲဝိညာဉ်လူတွေဖြစ်တယ်ဇာတိလူတွေမဟုတ်တော့ဘူးဝိညာဉ်လူတွေဖြစ်တယ်ဒါကြောင့်မို့နိုင်ငံတော်ရဲ့ဏိယာမဝိညာဉ်လောကရဲ့ဖျားနိုင်ငံတော်ရဲ့ဏိယာမကိုနားလည်သဘောပေါက်ဖို့အရန်ပဲအရေးကြီးတာဖြစ်တယ်ဆိုတော့ဒီနေ့မှမိဘကိုမိဘစကားကိုနားထောင်ဖို့မိဘကိုယိုသေးဖို့ပြောပြခြင်းဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ယုံကြည်သူတောင်းအနေနဲ့ကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့အထက်မှာရှိတဲ့စီနီယာတွေဒီလူတွေအားလုံးသူတို့ ဘလို့ပဲဖြစ်နေပါစေဖယားသခင်ကယိုသေးခိုင်းတာဖြစ်တဲ့အတကြောင့်စံစာထဲမှာဒီလိုမရေးထားဖြစ်တဲ့เนาะဘလို့ပြောမလဲတန်ရှင်ပြီးမှဖြောင်းမတ်တဲ့တင်းရင်မိဘငါစကားကိုနားထောင်တာခံပြီးငါ့ကိုကြောင်ရွံ့တဲ့တင်းရင်မိဘစကားကိုနားထောင်ပါလို့မပြောထားဖြစ်တဲ့တင်းရင်မိဘကိုနားထောင်ပါတင်းရင်မိဘကိုယိုသေးပါသူ့စကားကိုနားထောင်ပါဒါပဲပြောထားတာဖြစ်တဲ့ဒါကြောင့်မို့ယင်းနေ့တင်းတဲ့ခြင်းတော့ဟာဝိညာဉ်ရလူတွေဖြစ်တဲ့အကြောင်းဖယားနိုင်ငံတော်ရဲ့ နိယာမအတိုင်းပဲကျွန်တော်တို့ရဲ့စီနီယာတွေကျွန်တော်တို့ရဲ့ဝိညာဉ်ယာမကြီးတဲ့မိဘတွေကျွန်တော်တို့ရဲ့ဝိညာဉ်ယာခေါင်းဆောင်တွေကျွန်တော်တို့ရဲ့အထက်မှာကျွန်တော်တို့ထက်မြေကြီးအရင်နေတဲ့သူတွေကျွန်တော်တို့ရဲ့စီနီယာကြားတဲ့သူတွေကိုဘာလို့ဖို့လို့တယ်လဲဆိုလို့ရှိရင်ရိုသေကွန်ပျူတာဖို့အရင်ပဲအရေးကြီးတာဖြစ်တယ်ညနေပညာတိကျမ်းအဲမှာဆိုရင်ဘာပြောထားတယ်လဲဆိုရင်ပြည်တော်မှာကောင်းစားပြီးအသက်ရှင်ဖို့ရန်အတွက်မိဘကိုရိုသေပါလို့ပြောထားတာဖြစ်တယ်။เนาะအစားဟလာအသက်ရှင်ဖို့ အသက်ရှင်ဖို့ရန်အတွက်အစာချောင်ပါဆူတောင်းပါမပြောထားဖြစ်တယ်အသက်ရှင်ဖို့ရန်အတွက်ပေးကမ်းပါလို့ပြောထားဖြစ်တယ်ပြီးတော့မှကောင်းစားပြီးအသက်ရှင်ဖို့ပါတော့မလဲမိဘကိုရိုသေစွာပြုပါဒါကြောင့်မို့ကျွန်တော်ကျွန်တော်တို့ယုံကြည်သူဖခင်သမီးတယောက်အနေနဲ့ရှည်သောအသက်နဲ့ဖခင်ရဲ့အလိုတော်ကိုဆောင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဟာရိုသေဂုံပြူတက်ဖို့အရန်ပဲအရေးကြီးတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။အဲတော့ကျွန်တော်တို့ရဲ့တော့တက်တန်းကြာလာကြာဖို့ရန်အတွက် ဖျားသခင်ရဲ့နိယာမကပါလေယူသေးကွန်ပျူတာချင်းဖြစ်တယ်မိဘတွေကိုယူသေးကွန်ပျူတာချင်းဖြစ်တယ်ကျွန်တော်ရဲ့ spiritual parents တွေဖြစ်နိုင်တယ်လို့ biological parents လည်းဖြစ်နိုင်တယ်အဲ့တော့တို့အားလုံးကိုကျွန်တော်တို့ဘာလို့ဖို့လို့တလဲယူသေးကွန်ပျူတာဖို့အရန်ပဲအရေးကြီးတာဖြစ်တယ်ဒါကြောင့်မို့ယူသေးကွန်ပျူတာခါမှာတို့ကောင်းဒီမကောင်းဒီနဲ့မဆိုင်ဘူးတို့ကောင်းလို့ယူသေးရမှာမဟုတ်တယ်လို့တို့မကောင်းလို့မယူသေးရမှာလည်းမဟုတ်ဖြစ်တယ်ဖျားနိုင်ငံတော်ကမိဘကိုယူသေးဆိုပြုတ်ပါလို့ပြောတဲ့အတွက်ကြောင့်ဟုတ်လေတင့်ကိုဖြစ်ဖွားစေတဲ့သူ တင်းနေကျွန်တို့ကိုကောင်းကြီးဖြစ်စေတဲ့သူတွေတင်းနေကျွန်တို့ကိုလူလားမြောက်လာစေတဲ့သူတွေတင်းနေကျွန်တို့ကိုကြည့်ရှုပြုစုပေးတဲ့သူတွေတင်းနေကျွန်တို့ကိုသင်ကြားပေးတဲ့သူတွေဒီလူတွေအားလုံးကိုကျွန်တော်တို့မလုပ်ဖို့လို့တည်းကျွန်တော်ရိုတေကုံပြူလေးစားနေဖို့ရန်အတွက်အရန်ပဲအရေးကြီးတာဖြစ်တယ်နော်သင်ရဲ့ရှေ့မှာနော်သင်အသင်ထက်သူဟာအာသင်ရဲ့ခေါင်းဆောင်သင်ရဲ့မိဘဖြစ်နေပေမဲ့ သင်သူ့ရဲ့အတ္တမှာသင်အတုယူဆရာမကောင်းတဲ့ character တွေရှိကောင်းရှိပါလိမ့်မယ်ဒါမဲ့ဖျားသခင်ကယိုသေးပါ၊ကုံပြုတ်ပါလို့ပြောတဲ့အခါမှာနားထောင်ပါလို့ပြောတဲ့အခါမှာသူ့ရဲ့ character နဲ့သူ့ရဲ့ကောင်းခြင်းမကောင်းခြင်းအပေါ်မှာမဟုတ်ဖြစ်တယ်။သူ့ရဲ့ spiritual position အပေါ်မှာဖြစ်တယ်။သူ့ရဲ့ဖျားသခင်ခံအပ်ထားတဲ့နေရာအပေါ်မှာတင်းနေကျွန်တော်ဟာယိုသေးကုံပြုတ်တက်ရမှာပဲဖြစ်တယ်။ဒါကြောင့်မို့ဒီမှာရှိတဲ့ချစ်ရတဲ့ယုံကြည်သူညီကောင်မောင်နှမတွေ တင်းရဲ့ဝိညာဉ်ရမိဘတွေဖြစ်နိုင်တယ်တင်းရဲ့ပါစတာဖြစ်နိုင်တယ်တင်းရဲ့တင်းအုပ်တင်းရဲ့နော်ဝိညာဉ်ခေါင်းဆောင်တယောက်ဖြစ်နိုင်တယ်တင်းကိုဖျားချောင်းတော့ဖို့ခေါ်တဲ့သူတယောက်ဖြစ်နိုင်တယ်ဒါမှမဟုတ်တင်းရဲ့ကျောင်းဆရာဆရာမတွေဖြစ်နိုင်တယ်တင်းရဲ့အလုပ်လုပ်ငန်းထဲကတထည့်ဖြစ်နိုင်တယ်လို့မန်နေဂျာလည်းဖြစ်နိုင်တယ်တင်းအထက်မှာဖျားသခင်ခန့်ထားတဲ့သူတွေသူတို့တွေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဒါတွေသူတို့ဖျားနဲ့ရှင်းမှဖြစ်တယ်အဲ့ဒီအရာပေါ်မှာတင်းဟာတွားပြီးတော့မှ နော်ဟိုတင်းရဲ့ယိုသေးလေးစားခြင်းကိုသူတို့ရဲ့ကောင်းခြင်းမကောင်းခြင်းပေါ်မှာသွားတိုင်းထွာလို့မရဘူးဖြစ်တယ်။နော်မောရှေဖျားစကားကိုနားထောင်တာနားမထောင်တာမောရှေနော်တပါအမျိုးအမျိုးအမျိုးကိုယူတာမယူတာဒါသူနဲ့ဖျားရှင်းရမကိစ္စဖြစ်တယ်။မောဟာလားအာယုံနဲ့မိအီရန်ဝင်ပါရမကိစ္စမဟုတ်ဖြစ်တယ်။ဒါကြောင့်မို့ယင်းနေရောဖြစ်လေဖျားသခင်က တင်းနေခြင်းတို့ကိုပြောထားပြီးဖြစ်တယ်တင်းနေခြင်းတို့ကိုဖြစ်ဖွားစေတဲ့သူတင်းနေခြင်းတို့ရဲ့မိဘတွေတင်းနေခြင်းတို့ရဲ့ခေါင်းဆောင်တွေတင်းနေခြင်းတို့ရဲ့အထက်မှာရှိတဲ့ senior တွေတင်းနေခြင်းတို့ရဲ့အထက်မှာဖျောက်ခင်ခန့်ထားတဲ့သူတွေသူတို့ဘလို့ပဲဖြစ်နေပါစေတင်းကိုတင်းဘသူလဲဆိုတော့ကိုတင်းဟာတိတယ်ဆိုလို့ရှိရင် တို့ရဲ့ spiritual position ကိုနားလည်သဘောပေါက်ပြီးတော့မှဘာလုပ်ရမလဲဆိုရင်ယူသေးဂုံမျိုးလေးစားပြီးတော့မှတို့ရဲ့စကားကိုနားထောင်တဖို့လိုတာဖြစ်တယ်။ဘာလို့မလုပ်ဖို့လိုသလဲ။မတိမဲ့မြင်မပြုတ်ဖွင့်အတွက်လိုအပ်တာဖြစ်တယ်။ဒါဆိုရင်ဘုရားသခင်တင်းနေခြင်းတို့ကိုချီးမြှောက်မှာဖြစ်တယ်။ကောင်းကြီးပေးမှာဖြစ်တယ်။ဒီကြောင့်ဒီမှာ share share နဲ့မိတ်ဆွေတွေအားလုံး ိုအားပေးခြင်းနဲ့သင်ဟာဘုရားရဲ့တာသမီဖြစ်တဲ့သင်ရဲ့အောင်မြင်ခြင်းသင်ရဲ့ကောင်းစားခြင်းသင်ရဲ့တိုးပွားခြင်းဟာ limitless ဖြစ်တယ်အဲ့တော့သင်ဟာဖယားသခင်ရဲ့ဝိညာဉ်လောကရဲ့ system တွေဝိညာဉ်လောကရဲ့ principle တွေကို သင်ဟာ ကောင်းမွန်စွာနော်မှန်ကန်တိကျစွာသင်ဟာလိုက်နာတယ်ဆိုရင်သင်ရဲ့တိုးပွားခြင်းဟာဘယ်တော့မှယက်တမ်းမှာမဟုတ်ဘူးဒါပေမဲ့သင်ချိုးဖောက်တဲ့နေ့ဟာသင်ရဲ့အောင်မြင်ခြင်းတိုးပွားခြင်းယက်တမ်းတဲ့နေ့ဖြစ်တဲ့ ီမှာရှိတဲ့ချီရမိတ်ဆွေအားလုံးနှုတ်ကပ္ပရာအဖြစ်တဲ့ကိုဖျောက်ခင်စကားပြောမှဖြစ်တဲ့ဒါကြောင့်မို့ဒီနေ့ကစပြီးဒီနေ့ကျွန်တို့ယိုသေးကုံပြူလေးစားတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တတော်ကိုပို့ပြီးမှတင်ဆက်ဆက်ကပ်ဖွင့်တော့အားပေးချင်တာဖြစ်တဲ့အရောက်တိုင်းကိုဖျောက်ခင်အထူးပဲကောင်းကြီးပါစေ။